အမေရိကန်ပြည်ထောင်စုရောက်မြန်မာနိုင်ငံသားတွေအတွက် TPS ယာယီခိုလုံနေထိုင်ခွင့်အမေရိကန်အစိုးရကရုတ်သိမ်းလိုက်တာဟာမြန်မာအစိုးရနဲ့ပတ်သက်လို့အပြုသဘောဆောင်တဲ့သုံးသပ်ချက်လို့မှတ်ယူတဲ့အကြောင်းစစ်အုပ်စုကတုံ့ပြန်ပါတယ်မြန်မာနိုင်ငံမှာအရေးပေါ်အခြေအနေထုတ်ပြန်ထားတာကိုရုတ်သိမ်းလိုက်တာရွေးကောက်ပွဲကျင်းပဖို့ရှိနေတာ TPS ကင်ဆောင်ထားသူတို့ချို့မြန်မာနိုင်ငံကိုပြန်လာနိုင်တာ လက်နက်ကင်လူမျိုးစုအဖွဲ့တချို့နဲ့အပြစ်ခတ်ရဆဲနိုင်တဲ့ခြေနေတွေကိုတုံးသက်ပြီးတော့မြန်မာနိုင်ငံသားတွေအမေရိကမှာဆက်ပြီးတော့ခိုးလုံဖို့မလိုတော့ဘူးလို့ထရမ့်အစိုးရကနိုဝင်ဘာ24ရက်နေ့မှာထုတ်ပြန်ခဲ့တာပါခုလို TPS အစီအစဉ်ရဆိုင်ချိန်ဟာမြန်မာစစ်အုပ်စုကမကြသေးခင်လပိုင်းတွေအတွင်းအမေရိကန်လော်ဘီအဖွဲ့နှစ်ဖွဲ့ငှားရမ်းပြီးတော့အမေရိကန်နဲ့မြန်မာစစ်အုပ်စုအကြားဆက်ဆံရေးပြန်လည်ထူထောင်နိုင်အောင်စ조사နေခြင်းနဲ့လည်းတိုက်ဆိုင်နေပါတယ် အမေရိကန်ပြည်ထောင်စုအစိုးရသက်ဆိုင်ရာလွှတ်တော်အမတ်တွေနဲ့ထိတွေ့ရပိုလွယ်အောင် အတိုက်ခံ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း Washington DC မှာအခြေစိုက်ရုံးဖွင့်ထားတာပါ Trump အစိုးရလွှဲမှုကြီးကြပ်ရေးမူဝါဒအရရွှေပြောင်းဝင်ရောက်သူတွေအရေးတင်းတင်းကြပ်ကြပ်ကင်တွယ်နေတာလည်းဖြစ်ပါတယ်အရင်သမ္မတ Joe Biden အစိုးရလက်ထက်မှာယာယီနေထိုင်ခွင့် TPS အစီအစဉ်ကိုအချိန်ချင်းတက်တန်းတိုးပြတာမျိုး Trump အစိုးရကလက်မခံနိုင်ဖြစ်နေတာပါ အမေရိကန်ရောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကိုပြန်လာမယ်ဆိုရင်ကြိုးစားပါတယ်လို့လဲစေအုပ်စုပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဖိတ်ခေါ်ပါတယ်ဒီဇင်ဘာလမှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာမြန်မာနိုင်ငံသားတွေပြန်လာပြီးတော့မဲပေးကြဖို့လဲသူကတိုက်တွန်းပါတယ်စေအုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲမှာစစ်ဘုဟောင်းတွေပါဝင်တဲ့ USDP ပြည်အောင်စုချက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကနေရာအများဆုံးမှာပါဝင်ရှင်းပြိုင်မှာဖြစ်ပြီးတော့2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့စည်းတဲ့အစိုးရမှာ ဝင်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်နှောင်းဆက်ဆရာအကြွေးချန်တာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ရွေးကောက်ပွဲဝင်ခွင့်ကန့်သက်ထားတာပါဒီရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲဖြစ်တယ်လို့နိုင်ငံတကာအစိုးရတချို့နဲ့သုံးသက်သူတွေကလည်းပြောဆိုထားတာပါ ကရင်ပြည်နယ်မှာဆယ်စုနှစ်တနည်းနီးပါးကြာလက်ပတ်ခဲ့တဲ့အွန်လိုင်းငွေလင်ဂိုင်းတွေကိုခုအခါဆေးအုပ်စုကရောကရင်လက်နက်ကိုင်အဖွဲ့တွေကရောကြားဖြတ်အပြိုင်ဆိုင်နှင်းပြနေပြီးတော့တိုက်ပွဲတွေလည်းဖြစ်ပွားနေတာပါကျွန်တော်ဆွေပါ